Yo အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့က skate ဖို့အကြောင်းပြောပြမှာဖြစ်ပါတယ် ို့လူတို့တွေးဘူးကြတာတော့မသိဘူးစစ်သားပြင်များကိုဘိန်းတက်ပြီးစီးရတယ်လို့လူကဆခဲ့လဲဆိုတာကိုပြီးတော့လူငယ်တွေနဲ့ဘလို့နီးနဲ့ဆက်ဆက်နေလဲဆိုတာကိုဆက်လက်ပြီးပြောပြမိပြန်ဖြစ်ပါတယ်စကိတ်ဘုတ်ဆိုတဲ့အားကစားကိုဒုတိယချင်းစီကတီထွင်ခဲ့ရမျိုးမဟုတ်ပဲနဲ့1950ပြည့်လုံနှစ်တည်းမှာအန်ဂျော်စီကစားသမားတွေကလိုင်းမရှိတဲ့မြေကြီးမှာဘလို့စီးကြမလဲဆိုတာကိုစဉ်းစားရင်းနဲ့သူတို့တီထွင်ခဲ့ရပါတယ်ဒါပေမဲ့လည်းကယ်လီဖိုးနီးယားပြည်နယ်မှာစတင်တည်ထောင်ခဲ့တဲ့စကိတ်ဘုတ်အားကစားဒေါတောင်းအပွဲနဲ့တွေ့မှာပဲကြော်ကြောက်ဖွင့်ပြလာခြင်းဖြစ်ပါတယ်ဗျာပြီးတော့လေဒေါတောင်းအန်ဇက်ပွိုင်းဆိုတဲ့ movie တကူထွက်ခဲ့ပြီးတော်တော်လေးရိုက်ချက်ကောင်းတာတွေကိုပြသခဲ့ပါတယ် 1950ပြည့်နှစ်မှာတော့ငယ်ရင်းနဲ့ကလေးတွေကကိုယ်တိုင်ပဲဘိန်းနဲ့တီထွင်တာတဲ့ data skate တွေ roller skate တွေအတင်တီထွင်ခဲ့ပြီးတော့အဲ့ဒီတီထွင်မှုကလည်း skate ဘုတ်ရဲ့အစပဲဖြစ်ပါတယ်ထို့ပြင် skate ဘုတ်ကိုပုံမူတိုးတက်လာအောင်ဆောင်ခဲ့သူများဖြစ်တဲ့ Barry Chet, Larry Stevenson, Franz Nesworthy နဲ့နောက်ရှိမှပြောရတဲ့ set point တို့ကပဲ skate ဘုတ်အားကစားကိုတိုးတက်လာအောင်ပံ့ပိုးပေးခဲ့ပါတယ်ဘယ်လိုပံ့ပိုးပေးခဲ့လဲဆိုတာကိုတော့ဆက်လက်ပြောကြပြပါမယ်။ Barry Chet ကတော့1958ခုနှစ်မှာသူ့ရဲ့အဓိကလုပ်ငန်းဖြစ်တဲ့ Rural Skate ထုတ်တဲ့ကုမ္ပဏီကအမှားဆုံးအကျယ်စီးပွားရေးထုတ်လုပ်တဲ့အပြင် တည်သားပုံပြနဲ့နေစီဘင်းတို့ကိုတက်စင်ကထုတ်လုပ်ခဲ့ပါတယ်။ Larry Sivinsan ကတော့1968ခုနှစ်မှာပဲမခါဟာစကိတ်ဘုတ်ကိုတီထောင်တဲ့အပြင်စကိတ်ဘုတ်ကိုအားကစားတစ်ခုအနေနဲ့တင်ဖော်ပြခဲ့သူပဲဖြစ်ပါတယ်။ Pokito ကစကိတ်ဘုတ်တွေကကျွန်တော်တို့မြင်နေကြစကိတ်ဘုတ်တွေလိုမဟုတ်ပဲနဲ့အကွေးအကောက်တစ်ခုမှရှိပဲဖြောက်ဖြောက်ကြီးပဲဖြစ်ပါ။ဒါပေမဲ့လည်း Larry Sivinsan ကစကိတ်ဘုတ်ကြီးရတဲ့ Trisor ဘုတ်အတွက် Kitty လို့ခေါ်တဲ့ဘုတ်အစွန်းတစ်ဖက်ကိုကော့တဲ့ဒီဇိုင်းအစ်စ်ကိုရေးဆက်ခဲ့ပါတယ်။ Frontness Wardy ကတော့1992ခုနှစ်တွင်မိသားဘင်းရအကိုတည်ထွင်ခဲ့ပြီးတော့ထိုကဲ့သို့ဘင်းများသည် KC ရရင်ပုံမှုချုံးဝေးရလို့ရှိရပါတယ်။ နောက်ပိုင်းအဖွဲ့ကတော့1990လွန်နှစ်တွေမှာပဲသူ့ရဲ့အဖွဲ့ဝင်များဖြစ်တဲ့ Daisy Brother, Tony Elva, G.A.D. တို့က Line Show စီးတဲ့ဟန်ပန်ကို Facebook စီးရတွင်ပေါင်းစည်းခဲ့ပါတယ်။ထို့နောက် Ray Ward တွင် Slide ဆွဲခြင်းကဲ့သို့ Grip များ၊ G-Pipe များတွင် Skate စီးခြင်းကဲ့သို့ freestyle များကိုတီထွင်ခဲ့ပါတယ်။စကိတ်စားတဲ့ region နဲ့လူတွေကြောင့်ပဲကတော့ကိုယ့်လူနေနဲ့ပြင်းသွားမှထင်တယ်။အဲဒါကြောင့်ကိုယ့်လူတွေမပြင်းရအောင်နည်းနည်းဆက်ရအောင်။စကိတ်အာကစားဒိုးတက်လာအောင်ဗန်မိုးတဲ့လူတွေထဲမှာတော့ Tony Hawk တော့မိလိုက်လို့မရဘူးဗျ။ Tony Hawk ကစကိတ် freestyle များစွာကိုတီထွင်ခဲ့ပြီးစကိတ်အာကစားဒိုးတက်လာအောင်လည်းများစွာပံ့ပိုးခဲ့ပါတယ်။ Tony Hawk အကြောင်းကနောက်နေ့ကျတော့ video တစ်သက်လုပ်ပေးပါမယ်။စကိတ်ဘုအာစားလွတ်လပ်သောဟန်ပန်တွေကိုဖော်ပြနေပြီးတော့ fashion bag တွေမှာလည်းကွဲထွက်ပြီးဖော်ပြနေပါတယ်။ Skateboard ရဲ့ကိုယ်ပိုင် signature fit ဖြစ်တဲ့ E ပွားပေါင်းမီအပွား Jaws အပွားတို့က fashion လောကရင်တူမတူပဲဖော်ပြနေပါတယ်။ဒါရင်ရဲလားဆိုတော့မဟုတ်သေးပါဘူး။ Skateboard ရဲ့တကယ် အဓိက brand တွေဖြစ်တဲ့ Fan Fanat Company, Rabu, Treasure ကဲလို့ brand များသည် skateboard ရဲ့အဓိက brand လို့ပြောရအောင် skateboard အစားပေါ်တော်တော်လေးလေးပေးခဲ့ပါတယ်ပြီးတော့ skateboard ရဲ့အခြား brand တွေလည်းအများကြီးကြံသေးပေမဲ့ brand ကဲသူ brand တွေက skateboard နဲ့တွဲပြီးမြင်တဲ့ brand တွေဖြစ်တဲ့ကြောင့်အခြား brand တွေကိုမဖော်ပြခဲ့ခြင်းဖြစ်ပါတယ်ပြီးတော့ skate scene အားသားကလည်းသူ့ရဲ့ရန်အောင်ထားကြနေတဲ့ fit တွေဖြစ်တဲ့ baggy jeans နဲ့ပွာရောင်းနေတဲ့အင်ဂျီတွေကငွေလောကကြီးမှာရေပန်းစားလို့လွမ်းမိုးမှုလည်းရှိပါတယ်စကေးအားကစားတဲ့တွဲဆက်နေတဲ့အနုပညာတစ်ခုကတော့ gravity ပဲဖြစ်ပါတယ် ဘာလို့စကိတ်အားစားကို gravity နဲ့တွဲဆက်ပြီးမြင်ရလဲဆိုရင်တော့ software server ဆိုတဲ့ game ကိုတော့သိကြမှာပါ software server ဆိုတဲ့ game မှာတော့ gravity နဲ့ skate board ကိုတွဲဆက်ပြီးတော့ဖော်ပြထားပါတယ်လူတွေပက်ပြီး skate board တစ်ခုနဲ့ gravity တိုက်ဆွဲရဆိုတော့တော်တော်လေးရေပန်းစားခဲ့ပါတယ်ပြီးတော့ skate board အားစား1980ပြည့်နှစ်1990ပြည့်နှစ်ကြားရမှာတော့ rock guitar နဲ့လက်တွဲခဲ့ပါတယ် rock guitar ရဲ့မျိုးနွယ်တစ်ခုလို့ဖြစ်တဲ့ punk rock က skate board video တွေမှာနောက်ခံသေးကြရအဖြစ်တည်ဆိုခဲ့ပါတယ်ပြီးတော့ skate video တွေမှာလည်း black flag တို့ deck candy တို့ကသူ့ရဲ့ punk guitar နဲ့ skate board video ရဲ့နောက်ခံသေးကြရအနေနဲ့ဖော်ပြခဲ့ပါတယ် ပြောလေ Pan Bank နေဖြစ်တဲ့ Off Supreme နဲ့ Plane 182တို့က Pan Logger အတွက် Skater Pan ဆိုရယ်မျိုးနွယ် Pan မျိုးသားတစ်ခုကိုစတင်ဖော်ပြမွေးထုတ်ပေးခဲ့ပါတယ် Pan Skater တွေမှာတော့စိတ်အားတက်တမ်းမှု DIY ကိုယ်တိုင်ပြုလုပ်မှုနဲ့ပုံကန်စိတ်ရှိမှုတွေကငကူစလုံးမှာတွေ့မြင်ကြရမှာဖြစ်ပါတယ် Skateboard အားသာ Pan Guitar နဲ့တွဲဆက်နေသလိုပဲ Hip Hop Guitar နဲ့လည်းတွဲဆက်နေပါတယ်ဘယ်လိုတွဲဆက်နေရလဲဆက်လက်ပြီးပြောပြပေးပါမယ် skateboard အားသာလွတ်လပ်မှုနဲ့လူငယ်ဆန်မှုတွေကိုဖော်ပြပါတယ်။ hip hop ခါချာမှာလည်းလွတ်လပ်မှုနဲ့လူငယ်ဆန်မှုကိုများစွာဖော်ပြထားပါတယ်။ hip hop rapper တယောက်ဖြစ်တဲ့ Taylor the Creator တာကတော့ skateboard အားစားတဲ့နောက်ကန်တေးဂီတာအဓိကပံ့ပိုးပေးပါတယ်။ပြီးတော့လည်း8ဒေါ်လာ AB Rocky နဲ့ Travis Scott တို့က skateboard အားစားတဲ့ Hip Hop Culture အနေနဲ့ပံ့ပိုးပေးခဲ့ပါတယ်။ဘယ်လိုပံ့ပိုးပေးခဲ့လဲဆိုရင်တော့ Travis Scott က Nike နဲ့ collaborate လုပ်ထားတဲ့ skateboard shoe Nike SB နဲ့ skater ရိုးစီးကိုင်းပြီး video ရိုက်တာတွေက skateboard Arasa ပုံမကြော်ကြလာစေပါတယ်အဲ့တော့ကျွန်တော်အချင်းချင်းပြောပြရရင်တော့ skateboard Arasa တကယ်တမ်းဖန်တီးထားတဲ့မျိုးမဟုတ်ဘဲနဲ့ Arasa သမားကြီးအဆိုတော်ကြီးရဲ့ပုံမှုကြီးကြောင့်အခုလိုကြော်ကြလာတယ်လို့ထင်ရပါတယ် skateboard Arasa လည်းဟောက Arasa တစ်ခုဖြစ်ပေမဲ့လည်းစီးကိန်းထဲမှာပါတဲ့ Arasa တစ်ခုပဲဖြစ်ပါတယ်အဲ့တော့အခုစီးနေ skateboarder များအနေနဲ့ဆက်လက်ကြိုးစားသင့်ပြီးတော့ skateboard ဆက်စီးမဲ့လူတွေအနေနဲ့လည်းစပြီးတော့စီးသင့်ပါတယ်ဒီ video ကြီးကြရင်တော့ like and subscribe လုပ်ခဲ့ပါအားလုံးပဲ peace